ကျွန်တော်အခုရောက်နေတဲ့နေရာကဒါတော့သူက hair fire first လို့ခေါ်ရပေါ့နော်ဒီနေရာကဒီတင်မင်းတမန်ယထာလိုင်းဖောက်ခဲ့တဲ့လမ်းနေရဲ့နေရာတွေကလူတွေအများဆုံးတည်ရဲ့နေရာတွေကတခုအဲဘာလို့လဲဆိုတော့ကျွန်တော်ပြောပြမယ်ဗျာဒါတော့အခုကျွန်တော်တို့ဒီလမ်းလေးကဒါယထာလမ်းပေါ့နော်ဒါယထာလမ်းအဟောင်းပုံလေးလောက်ထားတယ်အဲတော့ဟိုးဘက်တောင်ကျောင်းကိုစိတ်ဟိုးဘက်ထီကိုသွားဖောက်ထားတယ်ဗျာတလားအဲ့တော့သူတို့ဘယ်လိုဖောက်လဲဆိုတော့ဒါကအက်ခစ်ကတုံးနဲ့ဟွာပေါ့နော်အဲတန်ပေါ့နော်သူကလူလူလက်လူအားနဲ့ဖောက်ရတာဒီတန်ကိုသူကဒီလိုကြောက်ထည်တွေကိုသူရိုက်ထည့်တယ် ရိုက်ထည့်ပြီးတော့အဲ့လိုမျိုးအပေါက်ဖြစ်သွားပြီဆိုရင်သူကအဲ့အပေါက်ထဲကိုသူကအဲ့လိုမှဒိုင်းနမိုက်ပေါ့နော်ဒိုင်းနမိုက်ကိုထည့်ပိုင်းထိတ်မှအဲ့လောက်ကိုခွဲခွဲတော့မှဒီခါကြီးကြောက်တုံးနေရခွဲပြီးကြောက်စားကြောက်နာတွေထွက်လာအဲ့ထွက်လာတဲ့ကြောက်စားကြောက်နာတွေသူကလက်နဲ့တဲရတာတဲပြီးတော့မှဒီလမ်းကြီးကိုအဲ့လိုမျိုးပေါ့နော်လမ်းချောင်းဖြစ်အောင်ဖောက်ပြီးခင်းရတာဖြစ်ချင်တော့ဒီလမ်းကြီးဖောက်တဲ့အချိန်မှာသူကဂျပန်ကအရန်ကိုစိတ်ရည်ရလိုအပ်ချက်ကအရန်ကြီးလာပြီကြီးလာတော့သူကအချိန်နဲ့အမျှပေါ့နော်အရန်ကိုသွန်းပြီးတော့ဖောက်တာအဲ့တော့ကဘလို့ရောင်ရေးကြလဲဆိုရင်ကဒီလမ်းကြီးကိုဖောက်တဲ့အချိန်ကသူကဒူးတစ်ယောက်ကို9:20လောက်လောက်သူကအလုံးလုံးခိုင်းတာ တော့ညားပက်ညားပက်တယ်ဆိုရင်တော့တခြားနေရာကြီးလိုက်ပြီးတော့ဒီညားမှာတော့မီးအိမ်မီးအိမ်လင်းနေတယ်လင်းပြီးတော့လူပြဒီမိုင်းခွဲတာတွေဒီလိုင်းကြီးဖောက်တာတွေလောက်ရတယ်ပေါ့နော်အားကြောင့်လည်းဒီနေရာကို fair fire patch ပေါ့အရန်အောင်မှာစမ်းတမ်းတဲ့ဒီငရေပြည်ကိုသွားတဲ့လမ်းကြောင်းဆိုပြီးတော့အမိတွင်ခဲ့တာဖြစ်ပါတယ်